ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တရသီးတွေကလည်းမှဲ့နေရပဲတရသီးတွေကလည်းမှဲ့ရဲနေရပဲဟာဘယ်သီးကိုအရင်စားမလဲဒါပိုကောင်းမဲ့ထင်တယ်အော်မဟုတ်ဘူးသုံးလုံးတစ်ခါတော့စားပြမယ်ဆန်းဆန်းကလည်းတရသီးတွေကိုလက်ထင်းယူပြီးစားနေချိန်မှာ အရေးတွေကသူ့အဝေးစားဖို့ကြာပြီးတော့သူ့မိကခရမ်းဒီတွေကြိုက်စားနေတာကိုကြည့်ပြီးပြောခဲ့ပါတယ်။ဆဆန်ကြီးဘာလုပ်နေရလဲ။နေမျက်စိဖွင့်ပြီးအိမ်မက်မက်နေပြန်ပြီလား။အဲ့ဒီချိန်မှာဒေါနီကသူ့လက်ကိုရိုက်ပြီးဆန်ဆန်ကိုလှုပ်လိုက်တဲ့အချိန်ပါပဲ။အမေဘာလုပ်တာလဲ။တမီတက်သီးစားနေတာဘာလို့လက်ကိုလာထိရလဲ။အယူမကြီးမနဲ့မိုးလင်းတော့နေရအိမ်မက်မက်နေရလားပြော။ဒါတက်သီးမဟုတ်ဘူး။နင်စားနေတာခရမ်းဒီ။တေချာကြည့်အောင်ဟဲ့။ခရမ်းဒီကိုလည်းအစိမ့်နဲ့စားနေတယ်။ ။အော်အမေဟာလာ။တမီးကခန်းသီးတွေစားနေရလား။တမီးကလေပြက်သီးတွေရမ်းစားချင်နေတာ။အဲ့ဒါကြောင့်နေရာတကာပြက်သီးတွေပဲတွေ့နေတာ။တမီးကဆင်းရဲတော့ပြက်သီးတော့မစားနိုင်အောင်တော့ပြက်သီးဖြော်ရလဲရူပီ90နဲ့မှရတာ။တမီးရဲ့ငါတောင်းမှန်ပါတယ်။ငါဆင်းရဲတော့ပြက်သီးတော့ဝယ်မကျွေးနိုင်အောင်။နေစိတ်မပူနဲ့။နင်တို့တည့်ရပင်တွေတည့်ရခင်းနဲ့အများရှိတဲ့အိမ်မှာပေးစားမယ်။နင်တည့်ရသေးတဲ့စိတ်ကြိုက်ရှမ်းလို့ရအောင်လေ။မမေပြောတာမှန်မှာမလားယင်။ မှန်ပါပေါ့သမီးရဲ့ကြည်နေပါဒီချိန်မှာဖုန်းကြီးကလည်းဒွန်နီအင်ကိုရောက်လာပါတယ်အမကြီးဘာရီလောက်နေရလဲအမသမီးအတွက်ချမ်းသာတဲ့ကောင်းလေးတယောက်တွေ့ထားတယ်သူတို့ကချမ်းသာတယ်တရခင်းလဲပိုင်းနေအမသဘောတူရင်ရှေ့ဆက်ပြီးစကားပြောကြမယ်လေကောင်းလေးကရမ်းလေးချော့တယ်ဟုတ်လားတကယ်လားယင်အခုနပဲသမီးကိုပြောနေတာဖေကငါစကားနားထောင်လိုက်ပြီပဲကောင်းလေးကလည်းချောလိုက်တာဖုန်းကြီးရဲ့ ကျမတော့ဒီကောင်လေးကိုသဘောကျတယ်သဘောတူတယ်တရခင်းလဲပိုင်နေဆိုတော့လေဟုံးတော်ကြီးကလေကောင်လေးအိမ်ကိုသွားပြီးတော့သဘောတူကြောင်ပြောခဲ့ပါ रे ဆန်းဆန်းကလေအရင်ပြုံနေပါ रे အမေရေတမီးကတော့အရင်ပျော်တာပဲဒီလိုချမ်းသာတဲ့တရခင်းပိုင်နဲ့သူနဲ့ရပြီစင်ရဲလို့တက်သည်မစားရတာအခုကျတော့တက်သည်ရောအဝစားပြင်မယ်ဟုတ်တယ်တမီးရေငါလည်းအရင်ပျော်တယ်ငါတမီးကတက်သည်စားဖို့မဆောင်ရတော့ဘူးလေကြိုက်တယ်လို့စားလို့ရပြီနော် ီလိုပဲနေရတွေကြာသွားပြီးဆန်ဆန်ကလည်းမင်္ဂလာဆောင်ပြီးတော့သူ့ရဲ့ချမ်းသာတဲ့ယောက်ျားရင်ကိုရောက်သွားပါတော့တယ်။ဒီချိန်မှာအလုသမားကတရတိနှစ်ချင်းယူလာချိန်မှာဆန်ဆန်ကလည်းတရတိအနဲ့ညာပြီးတော့တရတိကိုတန်းပြီးလက်နဲ့ယူလိုက်ပါတယ်။တရတိတွေကလည်းများလိုက်တာတရတိအနဲ့လေးကလည်းမှွှင်းနေရပဲနော်ဒီလိုတရတိတွေမစားဘူးအမေသမီးတရတိတွေယူစားလို့ရလားရင်သမီးအတွက်ယူလာတာမလားသမီးအရန်ကိုစားချင်နေပြီမဟုတ်ဘူးချွေးမကြီးမစားရဘူး ဒီတရက်သီးတွေကမင်္ဂလာဆောင်နှစ်ပြည့်အတွက်လက်ဆောင်ပေးဖို့ပြန်ချထားလိုက်။ရောင်းမရောင်းမဆင်းရဲတဲ့အင်အားဆိုတော့တရက်သီးတွေတခါမှမမြင်ဘူးတလို့ပဲ။ညီမတော့လေငငယ်တွေကတရက်ပင်တွေအောက်မှာကြီးတာအဲ့ဒါကြောင့်ရောင်းမလို့မဖြစ်ဘူး။တမီးရေအဲ့လိုမပြောရအောင်လေ။တမီးကဒီလိုပဲပြောလိုက်တာပါ။ဘာမှမဖြစ်ပါဘူး။ကဲချွေးမရေနင်လည်းပင်မနေပြီဆိုတော့အခန်းထဲသွားနှားတော့လေ။စန်းစန်းကလေမနေ့ရောက်တော့ပထမနေ့အတွက်ထမင်းဟင်းချက်ဖို့လာခဲ့ပါသေး။ ဒေါ်ဤကလည်းသူကိုတည့်ရခင်းလေးခေါ်သွားခဲ့ပါရီတည့်ရခင်းမှာကတည့်ရသည်တွေမျိုးစုံရှိနေပါရီတည့်ရသည်အမေရီရောအစိမ့်တွေရောအကုန်လုံးရှိနေပါရီအမေသမီးတို့တည့်ရခင်းကလည်းကြီးလိုက်တာဟုတ်တယ်ချွေးမရေငါတို့တည့်ရခင်းကအရန်ကြီးတယ်တည့်ရပင်အပင်တရာရှိရလေညီအေကလည်းဘလောက်တောင်ကြီးလဲကြီးလေတည့်ရသည်မျိုးစုံရှိတယ်ကစ်ထားပါနင်တည့်ရသည်တွေသုံးလေးလုံးလောက်ခူးလိုက်မိရှိရဲ့တည့်ရသည်ရေခဲမုံရဲ့ဟင်းတွေထမင်းတွေကကြိုက်တာချက်လေ ဟုတ်ကဲ့အမေဆန်းဆန်းကပျော်ပြီးတော့တည်ရသီးတွေခူးနေချိန်မှာအလုသမားတွေကတည်ရသီးတွေခူးပေးပြီးလာပို့ပါတယ်ဆန်းဆန်းကအလုံးအထွတ်မင်းရှိရင်မုံလီရဲ့လုံနေပါတယ်ချွေးမကြီးဒီလိုတည်ရသီးတွေချိန်ထားတာနဲ့မုံနီရလည်းရဟန်းစားကောင်းနေငါငငယ်ရအမေလည်းလုံကြီးတယ်ငါ့ကိုနောက်ထပ်ပေးပါလားဟုတ်တယ်ချွေးမကြီးငါလည်းကြိုက်တယ်ငါ့ကိုလည်းပေးလေအမေတို့ကတော့စားကောင်းနေတာငါလည်းစားချင်နေပြီအမြန်စားပြီးဖယ်မှာ ်တက်သီးနဲ့လှုပ်ထားတာတွေငါစားရမယ်အဖေယူလေရောင်းမရေညီမတော့တက်သီးမရှိနှစ်ခွက်တောက်ပြီးပြီဘလို့မှမနေသေးဘူးနောက်ထပ်တောက်ချင်သေးတယ်လှုပ်ပေးပါလားယင်ဆန်းဆန်းရေတက်သီးရေခဲမုံငါ့ကိုကြွေးပါလားနေမဆက်ရသေးဘူးတိတယ်ဒါမှမရုံးသွားရမယ်နောက်ကြနေပြီနေနောက်မှစားလိုက်ဟုတ်ကဲ့ပါရပါတယ်အိမ်မှာတက်သီးမရှားပါဘူးလေငါကြိုက်တယ်လို့စားလို့ရတယ်ညီမလည်းမရှိယူလေငါငြုတ်သီးထောင်းနဲ့စားလိုက်ပါမယ်။အော်ချွေးမရဲ့ ငြုတ်သီးဆိုမှပဲငါတတိယသွားပြီအိမ်မှာလည်းတက်သီးတနက်ကမလောက်ရသေးဘူးကဲချွေးမရေနင်လည်းရောက်လာပြီဆိုတော့တက်သီးတနက်လေးလောက်လိုက်နော်ဟုတ်ကဲ့မေလောက်လိုက်ပါမယ်တက်သီးအရန်ကြိုက်တဲ့ဆန်းဆန်းကတော့တက်သီးနေလောက်ထားတာဘာမှမစားရပါဘူးဆန်းဆန်းကလည်းမစားခြင်းစားခြင်းနဲ့ငြုတ်သီးထောင်းလေးနဲ့ပဲစားရပါတယ်တက်သီးအစင်းတွေကိုယူလှီးပြီးနေပူပြပြီးတော့မဆလာရီနဲ့နေကတက်သီးတနက်လေးလောက်လိုက်ပါတယ်နောက်နေ့မနေ့ရောက်တော့ ရောက်ခမကပြုတ်ခဲ့ပါတယ် ချွေးမရေဒီနေ့အတက်သေးချင်းတွေရောက်ထားတယ်တက်သေးတွေယူပြီးတော့ကြိုက်တာချက်လိုက်နော်ဟုတ်ကဲ့အမေသမီးကတက်သေးဖြော်ရည်မဆလာလေးနဲ့ဟင်းတွေလည်းချက်မယ်နောက်ပြီးတော့တက်သေးအနှက်လည်းလုပ်မယ်ချွေးမရေငါကတော့ကြားတာနေ့ရင်တရေတီတောင်ကြလာပြီစန်းစန်းကလည်းမိဖို့ကြောင့်လည်းလာပြီးတက်သေးတွေအကုန်လုံးကိုချက်ပြီးတော့အသားရီထုတ်ကတက်သေးဖြော်ရည်သူချက်စရာရှိတာတွေဟင်းတွေကိုလည်းချက်နေပါလေတက်သေးတွေနဲ့အားလုံးလုပ်ပြီးတော့မြည်လိုက်ပါလေ ဒီချိန်မှာဒေါ်အီအိမ်မာကဧည့်သည်တွေရောက်လာပါတယ်။အိမ်ကလူတွေရောဧည့်သည်တွေရောအကုန်လုံးစားတာကြောင့်ဆန်းဆန်းအတွက်ဘာမှမကြံတော့ပါဘူး။သူကနောက်တစ်ခါဘာမှမစားရပါဘူး။ဒီလိုပဲအချိန်တွေကြာသွားပြီးအိမ်ကလူတွေကတည့်ရသီးတွေကိုမျိုးစုံလုပ်ခိုင်းပြီးစားကြပါတယ်။အိမ်ကလူတွေဟာအကုန်လုံးစားလိုက်ပြီးတော့ဆန်းဆန်းအတွက်ကအမြဲတမ်းဘာမှမကြံပါဘူး။ဒီလိုပဲတည့်ရကြတော့ဒေါ်နီကဆန်းဆန်းအိမ်ကိုလေလာခဲ့ပါတယ်။အလုံးကထိုင်ပြီးတည့်ရသီးရေခဲမုံတွေစားနေပါတယ်။ ရောင်မရေညီမကလည်းတက်သီးရေခံမနောက်ထပ်ပေးပါလားယင် အရင်စားကောင်းတာပဲဟုတ်ပါပြီဒီမှာနောက်ထပ်ယူပါဒီချိန်မှာသူ့ရောင်မလက်ကနေခွက်ကလွတ်ကျသွားပြီးကွေးသွားပါတော့တယ်ရောင်မရေသွားပါပြီရေခဲမုံနဲ့အကုန်ကြေကုန်ပြီရောင်မမစားရသေးဘူးညီမပေးပါလားညီမအရင်စားချင်နေပြီရောင်မအတွက်နောက်တစ်ခါလှုပ်လိုက်ပါလားယင်နင်ကတစ်ခါစားပြီးပြီလေငါကမစားရသေးဘူးနောက်မှစားပေါ့ ရေခဲမောင်ကနောက်တစ်ခါလှုပ်ဖို့၄နိုင်လောက်ကြာတယ်လေကဲချွေးမရဲ့နင်းကလည်းဘာဖြစ်နေရလဲငါသမီးကိုပေးလိုက်စမ်းမဟုတ်ကဲ့ပါမေဒီမှာယူပါအော်အမေလားယင်အမေကဘယ်တော့လာတာလဲဆန်းဆန်းကလည်းသူ့အမေကြည့်ပြီးတော့ပြေးဖက်လိုက်ကောင်ငုံနေပါလေအမေကလည်းသူ့မျက်ရည်တွေတုံနေပါလေဘာဖြစ်တာလဲသမီးရဲ့ဘာလို့ငိုနေရလဲဘာမှမဖြစ်ပါဘူးအမေရဲ့အမေကိုတလောက်ရက်မှတွေ့လို့မျက်ရည်ကျတာပါအမကြီး လာပါအထိုင်းပါချွေးမကြီးအမေကိုလည်းတခုခုလှုပ်ကြွေးလိုက်လေတရသည်ဖြော်ရည်လှုပ်လိုက်လေဆန်ဆန်ကလည်းအားလုံးအတွက်တရသည်ဖြော်ရည်လှုပ်တိုက်ပြီးအားလုံးကတောင့်နေချိန်မှာအိမ်မေးကအတော်ကြီးရောက်လာခဲ့ပါတယ်တော်အေးရဲ့နေကလည်းတယောက်တည်းတရသည်ဖြော်ရည်တောင့်နေလားငါ့ကိုကြတော့မတိုက်တော့ဘူးလားချွေးမကြီးအထဲမှာတရသည်ဖြော်ရည်ရှိသေးလားငါတော့အရန်ကြိုက်တာပဲမရှိတော့ဘူးအမေဒီတစ်ခွက်ကနောက်ဆုံးပဲမရှိတော့ရင်လည်းနှိမ့်ခွက်ပေးလိုက်လေနေနောက်မှတောက်လိုက် ဟုတ်ကဲ့ပါမေအတော်ဒီမှာယူနော်ဆန်ဆန်ကဖြိုရီခွက်ကိုပြီးပြီးမျက်ရည်ဝဲကအခန်းလေးကိုတွားခဲ့ပါတယ်အမေကလည်းသမီးမျက်ရည်တွေကိုကြည့်ပြီးပကံထားထားတာကိုအကြောင်းပြပြီးတော့အခန်းလေးတွားခဲ့ပါတယ်သမီးရဲ့ဒီမှာဘသူမှမရှိဘူးနော်နင်ဒီအိမ်မှာနေရတာမပြောဘူးလားနင့်ကိုတည့်ခင်းရှိတဲ့အိမ်မှာနင်ပြောအောင်ပေးစားတာလေနင်ကတည့်တည့်အရန်ကြိုက်တာလေဟုတ်တယ်မေသမီးမပြောဘူးဒီအိမ်ကိုလာတဲ့ကတခါမှတည့်တည့်လည်းမစားရဘူး သူတို့အတွက်တည့်တည့်ကိုဆယ်မျိုးချက်ချက်ဘာပဲချက်ချက်သူတို့ပဲအကုန်စားတာပြီးရင်အိမ်နာလူလာတာနဲ့ဧည့်သည်လာတာနဲ့ဘာမှမစားရဘူးဘလို့ဒီအိမ်ကလူတွေကနင့်ကိုဒီလိုလောက်တာလားငါတော့ဒီအိမ်မှာနင့်ကိုကြောင်ပေးစားထားတာချမ်းသာတဲ့အိမ်ရလို့ကြောင်နေတာသူတို့ကဒီလိုလောက်စီရလားနင်ဒီအိမ်မှာမနေနဲ့တော့ပစ္စည်းထည့်ပြီးတော့ငါနဲ့ပြန်လိုက်ခဲ့တော့ဒေါနီကလည်းပစ္စည်းတွေထည့်ပြီးတော့ဆန်းဆန်းအိမ်ခေါ်သွားတဲ့အချိန်မှာအားလုံးကမိခဲ့ပါတယ်ဒေါနီကလည်းသူတို့ကိုပြောဆိုပါတယ် ဒီမှာငါသမီးတို့ဒီအိမ်မှာတေချာနေရအောင်စိတ်ချမ်းသာရအောင်ဒီလိုအိမ်မှာပေးစားတာအမတော်ကသူ့ရဲ့ပျော်ရွှင်မှုမပြောနဲ့စားဖို့တောက်ဖို့တောင်ကိူးမဆိုင်ကြဘူးဟုတ်ပါတယ်မရဲ့ငါတို့ပဲစားနေတာချွေးမလည်းပါစားမလဲကိူးမဆိုင်မိဘူးမှားသွားပါတယ်ဒီမှာတောင်းမှန်ပါတယ်ရှင်အမတော်ကတောင်းမှန်တာဟုတ်တယ်သမီးကစိတ်နာနေပြီသူ့အိမ်ခဏခေါ်သွားမယ်ဆန်းဆန်းရင်သွားမယ်ဒေါနီကလည်းဆန်းဆန်းကိုအိမ်ခေါ်သွားပြီးဆန်းဆန်းကလည်းသူ့မိအိမ်မှာပြေးနေပြီးတော့ ဒေါ်အီတို့အင်းကလူတွေကလည်းအမအကိုတိသွားကြပြီးပြောခဲ့ပါတယ်။အမေစံစံမရှိပါသေးတယ်။သူကတားတို့ကိုရန်ကယူဆိုင်တယ်။တရက်တီးနဲ့လည်းမျိုးစုံချက်ကျွေးတယ်။အမေတားတို့သွားပြန်ခေါ်မရမယ်။ဟုတ်တယ်။နင်ပြောတာမှန်တယ်။သွားမယ်။ဒေါ်အီနဲ့သူ့သားကလည်းကားနဲ့တရက်တီးသုံးလေးချင်းယူပြီးတော့ဒေါ်နီအင်ကိုသွားပါတယ်။အမေတားတောင်းမှမာရီစံစံမရှိပါသေးတယ်။သူ့ကိုပြန်လှုပ်ပေးပါ။ဒါကတော့အမေအတွက်တရက်တီးလက်ဆောင်ယူလာတာ။ ဟုတ်ပါပြီကောင်းပါတယ်နင်ဒီလိုပြောလို့ငါသမီးကိုပြန်လွတ်ပေးမယ်ဆန်းဆန်းကလည်းဒိုအီနဲ့သူ့တရခင်းတွေရှိတဲ့ယောက်ျားအိမ်ကိုပြန်လာလိုက်ပြီးအိမ်ကလူတွေကလည်းတရသည်နဲ့လှူထားတဲ့စားစရာမျိုးမျိုးချက်ကျပြီးဆန်းဆန်းကလည်းပြုံနေသွားတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။